မင်္ဂလာပါရှင်ကိုစီရင်တစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel ကနေပရိသတ်များအတွက်ဇလန်ကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့တိုင်းဆရာတမန်တောင်ကိုရဲ့စောရမင်းကောင်ဖန်ခံရလိပြီဆိုတဲ့ဇလန်ကိုတင်ဆက်ပေးသွားမှာပါဇလန်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်လောကကြီးအပြည့်ရှိတဲ့သူတွေကိုချက်ချင်းတမ်းမခတ်သေးပဲသူတို့လုံလို့ရမကောင်းဘူး ပြေဝလှုပ်ဆောင်မှုခွင့်ရပေးထားတတ်ပါတယ်။ဒါဘာနဲ့တူလဲဆိုတော့တန်းအဖြစ်ထိုးထားတဲ့ဝက်လုံးငယ်လိုပဲ။တန်းထိုးခံထားရတဲ့ဝက်လုံးငယ်ကမိုးဆက်မိုးပေါက်တွေကိုလက်ခံယူတယ်။ဖုံညစ်ကြီးတွေကိုလက်ခံယူတယ်။သူ့လက်ခံယူသည်မသူ့အတွက်ယူပါများရင်ထိခိုက်လာမဲဆိုတာသူမသိတယ်လို့ပဲ။လက်ခံယူထားတဲ့အညစ်ကြေးတွေများလာရင်တော့အဲ့ဒီဝါငယ်ကသူ့ရဲ့လက်ခံမှုကတန်ပြန်မှုကိုတစိမ့်စိမ့်ခံစားလာရပြီးဆွေးမြေ့ဝါပိုးထိုးခံရတော့တယ်။ နောက်ဆုံးဝင်ပြီးလာရပြီးကျိုးကြခြင်းခံရတော့တယ်။ကျိုးကြပြီးတဲ့နောက်မှာတော့အဲ့ဒီဝါငယ်ကအစာနာတော့မကြောင်ပျောက်ဆုံးမှုတပြေးပြေးဆွေးမြေ့ခြင်းကိုထပ်မံခံစားရပြန်တယ်။နောက်ဆုံးမှာတော့ပျက်စီးခြင်းကိုအလုံးစုံခံစားရပြီးပျောက်ွယ်သွားရတော့တယ်။တရားသဘောနဲ့ကြည့်ရင်တော့ဒါကမြတ်ဗုဒ္ဓရဲ့ဟောကြားရာဖြစ်ချင်းပြက်ချင်းသဘောတရားရေပေါ့။တစ်ဖက်ကကြည့်ရင်တော့ကိုကိုယ်တိုင်လက်ခံယူမိတဲ့မကောင်းမှုဘုံတို့မဖြစ်စည်းခင်အချိန်မှာဘာမှမဖြစ်သေးပေမယ့် ခန်းနိုင်ဝန်ကြုံလို့လက်ခံမိတဲ့အချိန်မှာတော့ပြီးပြီစီစီဖြစ်လာပြီးတံပြန်တက်ရောက်မှုအကျိုးကိုခံစားလာရတယ်ပေါ့ခုလေးမင်းငောင်ပေါ်ဂျေဇူးတရားမထောက်ထားပဲစီခန့်လို့ရုပ်မှာခဲ့တဲ့သူဖမင်းကသူ့လိုချင်တဲ့ဓာတ်စီရင်ပရပိုက်ကိုအရှာယူပြီးလူကျွစွာနဲ့ထွက်သွားနိုင်ပေမဲ့စီခန့်ခံရပြီးကြံရစ်သူမင်းငောင်မှာတော့ဝိုင်းငနေတန်တဲ့သူညနာစီကိုအေးဆက်တဲ့ရေတွေလုံလုံထွေထွေထိပါလာလို့မင်းငောင်အလန်းကြားဖြစ်ပြီး ုံငွေနဲ့ထထိုင်မိတယ်။ထိုင်ပြီးပြီးချင်းမှပဲမင်းကောင်သူ့ရှေ့စီမှာရှိနေတဲ့ယူနီဖောင်းဝတ်ပလက်တွေကိုမြင်လိုက်ရပြီးစက္ကနေထခုံမှုစူးစမ်းမိတယ်။ဟင်းမင်းကောင်ခုံလို့မရဘူး။တန်နဲ့မာကျုံးတဲ့အရာတွေရိုက်ခတ်တန်နဲ့အတူမင်းကောင်စီကအာမီရိတ်တန် ရှေ့စင်နောက်စင်ထွက်ပေါ်လာတယ်။မင်းကောင်အန်အောစိမ့်နဲ့သူ့ကိုယ်သူပြန်လဲစမ်းစစ်ကြည့်တော့ခြေထောက်နဲ့လက်တွေမှာတန်ကွင်းတွေတန်ကျိုးတွေနဲ့ရစ်ပတ်တုံ့နောက်ထားတာမြင်ရတယ်။သူရဲ့ကောင်းကြီးလို့လာပြီပေါ့ ဘယ်နဲ့လဲအေးရတာအေးရောဝါရလားတန်အိုးစိတ်မကုံသေးတဲ့မင်းကောင်ရဲ့မျက်နှာစီကိုတီတီဆိုင်ဆိုင်ငုံကြည့်ပြီးပြောလာတဲ့ပလိရာရှိတယောက်ခမရကျုပ်ကိုဘလို့များဖမ်းမိခဲ့တာလဲသေးရှိန်ကြောင့်မင်းကောင်ကောင်းနေမှာဗလာကျင်းနေတယ်ဒါကြောင့်သူ့ဖမ်းခံရဖို့တိကျင်စိတ်ပြင်းပြစွာနဲ့မေးတယ်ဒီမေးခွန်းကြောင့်တစ်ဖက်ကပလိရာရှိသဘောကျစွာရှိမောပြီးတကယ့်ကိုတဲတဲ့ကျင်းလူမတ်တွေ့ဦးမှာတယောက်ထင်းနဲ့အများကြီးတတ်နိုင်ရတဲ့သူ့ရဲ့ကောင်းကြီးဆိုတော့ မိကုံအပြေပေးပါမယ်။သိလို့လို့မေးတာပါ။ခနဲ့စကားမစူဘဲနဲ့ယောက်ျားဆန်ဆန်ပဲဖြေပေးပါ။ဖြေပေးပါမယ်။သူရဲ့ကောင်းကြီးကိုကြုတ်တော့ကကြက်ကလေးငှက်ကလေးဖမ်းတယ်လို့နွယ်နွယ်ကူကူပဲဖမ်းခဲ့ကြတာ။အစတော့သူရဲ့ကောင်းကြီးလိုလူအများကြီးတယောက်တည်းနဲ့တတ်နိုင်တဲ့သူဖမ်းဖို့အတွက်တိတ်ကူခက်ခဲခဲ့မင်းလို့ထင်ခဲ့ကြတာ။ဒါနောက်နွယ်ကူမယ်လို့မထင်ခဲ့မိဘူး။တစ်ဖက်ကပလိရာရှိရဲ့အပြောကြောင့်မင်းကခနဲ့ပြုံးပြုံးမိတယ်။ ခမရယောက်ျားရဲ့မှာပလက်ရရှိတယောက်လုံနေပြီးတော့မင်းမဆန်းဆန်းခနေစကားပြောရတာတိတ်သဘောတွေ့ပုံပဲနော်။ဘာမင်းငောင်ရဲ့ပြောကြောင်းတစ်ဖက်ကပလက်ရရှိမကန်းကြီးမကန်းသားဖြစ်သွားပြီးမင်းငောင်ကိုရိုက်နှက်ဖို့လက်ကိုရွှဲ့တယ်။ကိုတက်လူခမရသူ့ကိုမရိုက်နဲ့။နောက်ပါစီကတားမြစ်တန်းတန်လာရောက်မင်းငောင်ကြည့်ပြီးတော့ကိုအင်းကြီးဘောင်းမီရှင်နဲ့တကယ်လည်းအုတ်ထုတ်စောင်းထားတဲ့သူတယောက်ရှေ့ကိုတိုးထွက်လာတာတွေ့ရတယ်။ခမရကဘသူလဲ။ကျုပ်ကအိမ်ပြီးထုံးမှာမှာ အိုက်ပီထုံးမှာဗမာပြည်အထက်ပိုင်းကအမှုလိုက်ရမှာနမည်ကြီးတဲ့တယောက်ပဲခမည်းနမည်ကိုကြားဘူးပါတယ်ကျေးဇူးတင်ပါတယ်ကိုတက်လို့ဒါနဲ့ဒီတရခံနဲ့ခမည်းနဲ့ကပတ်သက်မှုမရှိဘူးထင်ပါတယ်ကြုံမှုစစ်နေပါတယ်ခမည်းဘေးစီကိုဖယ်နေလိုက်ပါဒီတရခံကြုံနဲ့တိတ်ပတ်သက်တာပေါ့ဗျာတက်လို့ဆိုရယ်ပလိရာရှိရဲ့ပြောကြောင့်အိုက်ပီထုံးမှောင်ဆိုရဲ့လူကချက်ချင်းတုံ့ပြန်ပြောဆိုပြီးသူ့အိတ်ထဲကစာရွက်တွေကိုထုတ်ယူပြီးတော့ပလိရာရှိတက်လို့စီကိုကမ်းပေးတယ် လိရရှိတင့်လူကစာအုပ်ဖြည့်ဖက်ပြီးတဲ့ချိန်မျက်နှာကွက်ကနေပြတ်သွားပြီခမားနဲ့ပလိမင်းရထုံးမောင်ဆိုရင်လူကခေါင်းကိုညိတ်နေဟုတ်တယ်ကိုတက်လူကျုံးနဲ့ခမားတို့ရဲ့ပလိမင်းရအရင်နေ့ကခင်မင်းဘူးပြီးသားကောင်းမွန်တဲ့ဆက်ဆံရေးတခုရှိကြတယ်။အိုးခင်မင်းနိုင်ဆက်ဆံရေးကောင်းမွန်နိုင်ဒီလိုလုပ်လို့ရမလားဗျာဒါအမှုစစ်နေတာဒါပြီးမလိုအပ်ဘူးလေဒါဖြင့်ခမားလေးအမှုစစ်ရမှာလူဝက်တာကိုယောက်ျားဆန်ဆန်တဲ့တဲ့ပြောပြီးစစ်ပေါ့ ဘန်းနေချောင်းတစ်ဖက်သားကိုထီကပားရှိကပားပြောပြီးအမှုစစ်နေရတယ်။တစ်ဖက်ကပြန်ပြောမှဘာကြောင့်ချိပါလက်ပါဖြစ်ချင်ရတာလဲ။ဘာ?ပလိရရှိတက်လို့ဘာတလုံးသာပြန်ပြောနိုင်တော့တယ်။အဘီထုံးမောင်ပြောတာတွေအားလုံးကခုနကသူနှုတ်ဆောင်ခဲ့တဲ့အရာတွေ။အဘီထုံးမောင်ကတော့ခက်အေးအေးပဲ။စိတ်လေးတစ်နေ့ကိုထုတ်ပြီးမိမိဖွာဆိုင်နေတယ်။ကျုပ်ဒီငယ်မြေမှာခုခမင်းနဲ့ကျုပ်လူမျိုးခြေတင်ပြောရမယ့်အဖြစ်တွေရှိနာနိုင်လို့ဒီလိုရောက်ရောက်ချင်းပါပဲ။ ။နေရာစုံဝင်ထွက်ပြီးဒီကကိုမင်းကောင်ဖမ်းဆီးနိုင်ဖို့ရာအတွက်ပလိမီးစင်မှာခွင့်တောင်းခံခဲ့တယ်။ခမည်းတော်ပြည့်စွက်ပြီးပြောရမယ်ဆိုရင်တော့ဒီကကိုမင်းကောင်ကကျုံနေမှာဖြစ်ခဲ့တဲ့ကိစ္စအတွက်အဓိကတန်တရာရှိသူပဲ။ဒါကြောင့်ကျုပ်ကရောက်ရောက်ချင်းပါပဲ။ပလိမီးစီအရင်ဆုံးဝင်ပြီးခွင့်တောင်းခဲ့တာ။ခမည်းကျုပ်စကားမယုံဆိုရင်တော့ခမည်းအထက်လူကြီးရဲ့စကားကိုပယ်ရှားသူဖြစ်သွားလိမ့်မယ်နော်။ပြီးတော့ခမည်းစကားအရစာအုပ်လေးခမည်းဖက်ပြီးပြီဆိုတော့ ကျုံနဲ့ဒီဟာကုမင်းကတက်ဆိုင်မှုရှိမရှိတိမိနောက်ရောပေါ့ပလိရာရှိတင့်လို့ဘာမှပြင်မပြောနိုင်တော့ပလိမင်းကြီးရဲ့အမိကိုလွန်ဆန်ပြီးသူစက်လုံးမိထောင်နှန်းဆန်ရမယ့်ခင်ရှိတယ်ပလိရာရှိတင့်လို့ကြည်နဲ့ပုံမရပြီမေနောက်ကတော့စုပ်ဖင်လိုက်တယ်အားလုံးပဲထွက်သွားပေးကြပါအိုင်ဘီထုံးမောင်ရဲ့စကားအိုင်ဘီထုံးမောင်ကနေကံမဟုတ်ပြီမေသူတို့ရဲ့နေဦးပိုင်နဲ့ပလိမင်းကြီးရဲ့လူကံတယောက်ပဲမို့ဘသူမှအခုမတက်ရဲဘူးတင့်လို့ပါဝင် အကုန်ပြင်ကိုထွက်သွားပေးကြတယ်။ကုမင်းကအိုက်ဘီထွန်းမော်ကလေးတန်အေးအေးနဲ့ခေါ်ပြုတော့မင်းကောင်တီတီငင်ငင်မော့တည်တယ်။ခမည်းလူလူတယောက်ကိုခုလိုတန်ကြိုးခန့်ရက်တမ်းမြင်ရတာကျုပ်စိတ်မကောင်းပါဘူး။အိုက်ဘီထွန်းမော်စကားဆက်ပြောတဲ့အထိမင်းကောင်တုံ့ပြန်စကားမဆိုသေးဘူး။လားရမတူစုမှု စကားမဆိုတာဖြစ်မင်းလို့ယူဆပြီးအိုက်ဘီထွန်းမော်ပြုံးလိုက်တယ်။ကုမင်းကကျုပ်ကခမည်းမြင်နေတယ်လို့သူတို့ဘက်တော်သားဆိုတာမှန်တယ်။ ဒါပေမဲ့ကျုပ်ရဲ့အတွင်းစိတ်မှာတော့အမှန်တရားကိုပုံမြင်နိုးတက်တယ်။ပြီးတော့ကျုပ်ကမျိုးချစ်စိတ်တဲ့ပြင်းထန်တယ်။ခမည်းကျုပ်ကိုယုံကြည်မှုရပါတယ်။အဘီထုံးမောင်ရဲ့ဒီလေးချင်းစကားကိုတော့မင်းကောင်သဘောကျစွာရှိတယ်။ကျုပ်ကကျုပ်ရဲ့အရှိတရားကိုအမှန်တိုင်းပြောပြတာပါ။ကဲပါကျုပ်ခမည်းကကနနသိအောင်တရားပြောပြမယ်။ခမည်းလုပ်ခဲ့တဲ့အမှုတိုင်းကိုကျုပ်အလိုမင်းစိတ်ဝင်စားမိတယ်။ချစ်တီးမြင့်တယ်။ဥပစီ ီးတော့မကြသေးခင်မှာဖြစ်ထားတဲ့ညမင်းမှုနဲ့ကြော်ဟိုးတို့ကိစ္စအဘီတွန်းမှာစကားကိုခဏရက်ပြီးစင်းလေးကိုမမက်မမောဖွာဆိုင်နေပြန်တယ်။ခန်းထဲမှာမောင်ရိပ်တွေတိတ်တီးချင်းမရှိပေမယ့်ပုံရင်ဝေဝါနေတယ်။အဘီတွန်းမှာဖွာဆိုင်လိုက်တဲ့စင်းလေးမိကုငွေတွေခန်းတွင်းမှာဝေဝဲနေတယ်။မင်းကောင်ကအဘီတွန်းမှာကိုမမိတ်မတုံကြည်ရင်ရှိနေတယ်။ဒီအမှုတွေအားလုံးမှာချစ်တီးမြင့်တဲ့ကိစ္စလွဲပြီးကြံတဲ့နှမှုမှာ ခမည်းတယောက်တည်းနဲ့ လူပေါင်းများစွာတက်ဖြတ်ခဲ့တယ်။ဒီအမှုတိုင်းသာစွဲချက်တင်ရင်တော့ခမရစက်တိုင်စီကိုချွင်းချက်မရှိတက်ရမှသိကြတယ်။ကျုပ်တို့ဖြင့်ခမရလူရှားရှားပပလူတယောက်ကိုသူတို့လက်စီမှာမသေးစေလို့မင်းကအိုက်ပီထုံးမောင်စကားတွေကိုနားထောင်ရင်းသွေးအေးတည်ငြိမ်နှွန်းနေတယ်။ဘာမှပြန်ပြောဖို့လည်းအစီအစဉ်ရှိမနေဘူး။အိုက်ပီထုံးမောင်ကလည်းမင်းကောင်ရဲ့အခြေအနေကိုအ깨ခံမိတာမျိုးရိတ်စားမိတယ်။ခမရကျုပ်ကိုဒီအခြေအနေနဲ့စကားတခုမှပြောလာမှာမဟုတ်ဘူးဆိုတာ ကျုပ်သိရဲ့ကုမင်းကခမရကျုပ်ထံအတန်အားဖြင့်ငဲပါလေဒါပေမဲ့ကျုပ်ခမရကိုလေးစားတယ်ခမရမကောင်းတဲ့သူတီးတန့်ရွေးချယ်ပြီးတုတ်တင်နေတာကိုကျုပ်မြင်မိတယ်ခမရလိုလိုကမကောင်းသူတို့အတွက်တေမင်းမင်းတောင်းနဲ့နင်းပြားတွေအတွက်တော့ခမရကသူ့ကောင်းတယောက်ပါဒါကြောင့်ကျုပ်ခမရကိုဒီကနေကယ်ထုတ်မယ်မင်းကောင်ရှိနေတယ်ပြီးတော့အိုက်ပီထုံးမောင်ကိုစစ်စစ်ကြည့်ပြီးခမရကယ်တယ်မှာ ကျုပ်တင်ကလွမြောက်မှာမဟုတ်ဘူးကိုထွန်းမောင်ကျုပ်လွမြောက်ချင်းကျုပ်ခုံကျုပ်အားနဲ့အလွယ်လေးပါအိုက်ပီထွန်းမောင်ပြုံးသွားတယ်ခေါင်းလေခရမ်းနေမလွယ်ဘူးကူမင်းကောင်ဘာကြောင့်လဲခမည်းသိလားသူ့ကိုထင်သေးတဲ့စကားဖြင့်မင်းကောင်ယူဆမိတယ်အိုက်ပီထွန်းမောင်လည်းစူးရဲစွာကြည့်ပြီးခမည်းကျုပ်ကိုရှော့တွက်ထားရပြီကိုထွန်းမောင်မဟုတ်ဘူးကူမင်းကောင်တစ်စီတစ်ကောင်လိုဒန်နိုင်လာတခိုးကြီးငတက်ပြားလိုစွမ်းအားရှိတဲ့ခမည်းကိုကျုပ်ထင်မသေးခဲ့ပါဘူး ခမည်းပါလုံနိုင်လဲဆိုတာခမည်းတက်တည်ပြခဲ့တာပဲဒီတက်တည်ပြခဲ့တာတွေကိုလေကျုပ်တင်မကဗမာပြည်တခုလုံးကပလဲတွေဒိဋ္ဌာမိကြတယ်သူတို့ကခမည်းလူလူတန်ကျိုးနဲ့တုံနောက်ထားရုံမရဘူးဆိုတာနားလည်ထားကြတယ်ပလဲဘက်မှာလေအင်းအိုင်လက်ဖွင့်နေအစီရင်တွေကြောင်းတိတယ်ဗမာတွေအများကြီးဒါကြောင့်သတိနစ်နေခမည်းကိုဖမ်းဆီးမိပြီးတာနဲ့နိုးလာတဲ့အချိန်မှာခွန်အားတုံးလို့မရအောင်ကျူးဆေးပြင်းတွေခမည်းပါစက်တဲ့ သူတို့ခုန်တိုက်ထားကြတယ်။ခမည်းမယုံဆိုရင်စမ်းကြည့်ပါ။မင်းကမယုံကြည့်ဘူး။ချက်ချင်းပဲလက်ကခန့်နှောင်ထားတဲ့တန်ကျိုးတွေကိုစောက်ဆွေးရုံးကန်နေ။မရှောင်။သူ့ကိုသူ့ခန္ဓာစီမှာအာရုံတွေလုံးဝမရှိတယ်လို့ခံစားလိုက်ရတယ်။ခုနသတိရရချင်းလေးဖင်နေတာဒါကြောင့်ဖြစ်မင်းလို့မင်းကသိမိလိုက်ပြီ။အပီထုံးမှာမင်းကိုခက်ပြုံပြုံကြည့်တယ်။ဘလို့လဲကိုမင်းကမရှောင်မလား။မင်းကပြန်မဖြစ်ဘူး။အန်ကိုတင်းတင်းကြိတ်ထားမိတယ်။အပီထုံးမှာက ိတ်မပူပါနဲ့ကုမင်းကခမည်းကိုကြုတ်ခဲ့တင်ပါပါ။ကဲကြုတ်ကိုခွင့်ပြုပါအောင်များ။အဘီထုံးမှလှည့်ထွက်သွားတယ်။အခန်းဝစီကိုရောက်တော့ခြေလမ်းတွေရက်တန့်သွားပြီးကုမင်းကခမည်းကိုသူမှနှောက်ရှက်လို့မရအောင်ကြုတ်ပြောထားခဲ့မယ်။အဘီထုံးမှတယောက်ပြောပြရနဲ့ထွက်သွားခဲ့တယ်။ဥပါသူနဲ့တာတော်တို့ပကူးမျိုးရဲ့ဆရာဆေးတစ်ခုထဲမှရောက်နေကြတယ်။သူတို့နှစ်ယောက်ကမင်းကောင်ရဲ့တရင်ကိုတစတစစုံစမ်းပြီးဒီအထိရောက်လာခဲ့တာဖြစ်တယ်။ ကိုကြီးမင်းကောင်ဒီမှာတွေ့နိုင်ပါမလားတန်တော့ကမေးတော့ဥပထူခေါင်းကိုအသာရမ်းပြီးမပြောတတ်သေးဘူးတန်တော့စုံစမ်းကြည့်ရမှာပဲဒီမင်းကောင်ကလေရှာရဖွေရခက်လိုက်တာဗျာစိတ်မပြည့်ပါနဲ့တခြားလည်းမတွေးနဲ့အဓိကအပြင်မင်းတွေးရမှာမင်းကဘလို့ပဲဖြစ်ဖြစ်ငါတို့နှစ်ယောက်ရဲ့တွေးတောင်ညီငယ်ဆုံး तू ကအရေးရှိမှုရှောင်တိန်နေတာခုငါတို့လိုက်ရှာရဲဆိုတာလေညီတယောက်ကိုအခုနှစ်ယောက်ကလိုက်ရှာရင်းလို့ပဲသတ်မှတ်ထားပါဟုတ်ကူကြီး ုံလည်းဟိုလူမျိုးတော့မတွေးပါဘူးဗျာခုကြုတ်စိတ်တယ်မင်းကောင်တွေစိတ်ထင်ပြီးတော့စိုးရိမ်နေမိတယ်ငါလည်းအတူတူပဲတန်တော့ရာနှစ်ယောက်သားဈေးရက်ပတ်သွားပြီးခြေနေကိုလိုက်လံကြည့်တယ်စားတောက်ဆိုင်တစ်ခုရှိကိုရောက်တော့ဘက်ကစားသလိုပြင်လာလို့နှစ်ယောက်သားစားတောက်ဆိုင်နဲ့ဝင်ထိုင်ကြတယ်ကိုရုပ်ဘာများသုံးဆောင်မလဲစားစရာဘာရလဲစားစရာတော့အစုံရပါတယ်ဗမာစားစာဝင်းကားတို့တုတ်တို့ထမင်းတို့ရတယ်ဝင်းကားစားမေကွာနှစ်ပွင့်တော်ကိုအေး ဆိုင်ရကောင်လေးအထဲကိုဝင်သွားတယ်။ခဏကြာတော့အငွေတထောင်ထောင်ထနေတဲ့ဝင်းငါးနှစ်ပွဲကင်ပြီးတော့ပြန်ရောက်လာတယ်။ဥပတူနဲ့တန်တော်တို့လည်းဝင်းငါးပူပူတယောက်တွေပကံဆွဲယူပြီးစားနေလိုက်ကြတယ်။စိုင်ထဲကိုလူတွေထပ်ဝင်လာကြတယ်။နှစ်ဝိုင်းသုံးဝိုင်းလောက်လူပြည့်သွားတယ်။ခင်ဗျားတို့ကြားပြီးပြီလား။အတန်အဆူရှာရှာညောင်းနာနာအတန်ရှင်ရဲ့ထူးခြားတဲ့အတန်အင်္ဂါရဲ့ကြောင့်ဥပတူတို့အမှတ်မတင်နားဆွမိသွားတယ်။ဘာလို့ကြားရမှာလို့ဥမျက်ဖြူရဲ့မြို့ပြင်ကိုတော်နဲ့မှာ ကျော်ဟိုးတို့တက်သွားရင်တရားခံအကြောင်းလေဟိုလူအများကြီးတက်ခံရတဲ့ကိစ္စလားအေးဟုတ်တယ်အဲ့ဒီလူအများကြီးတက်တဲ့သူကကောင်လေးတယောက်တည်းတဲ့ဟေးဟုတ်လားဒီကောင်လေးကိုမိသွားပြီလားမိသွားပြီဗျသူရဲ့အတူပါလာရဲ့တငယ်ချင်းဆိုရဲ့တယောက်ကစိတ်ခက်ပြီးတော့ပလေးကိုအကြောင်းကြားလာတာတဲ့တဖက်ဝမ်းရံစကားတွေဥပါသူတို့အလုံးစုံကြားလိုက်မိပြီးဒီဖြစ်စဉ်အတွင်းကသူတို့ပြောနေသူကမင်းငောင်ဆိုတာတေးကြတဲ့လောက်ပဲလို့တတိကျယူဆလိုက်ကြတယ်အကိုကြီး မင်းကဖြစ်မယ်ထင်တယ်နော်။တန်တော့ကပြောလာတော့ဥပါတို့ကဟုတ်တယ်မင်းကပဲ။ကကဖန်းစီထားပြီးပြောတယ်။မဆက်လို့မလဲကိုကြီး။သူတို့ဘာဆက်ပြောမလဲနားထောင်အောင်မေး။ပြီးတော့မှဘာဆက်လို့ရမလဲဆိုတာသိရမှာပဲ။ဟုတ်ကဲ့ကိုကြီး။နှစ်ယောက်သားတစ်ဖက်ကစကားတန်တွေကိုနားဆွနေတယ်။အခုရောအဲ့ဒီကောင်လေးကိုဘယ်မှာဖမ်းထားရလဲ။ဘကိုးကက်စီမှာပဲလေ။ဟုတ်လား။လူအများကြီးတတ်ထားတာဆိုတော့တည်တံပေးမယ်ထင်တယ်။အမှန်ပဲတည်တံပေးမှာပေါ့။ တဖက်ကစကားတန်နေနားဆွင့်နေရနေဒီလောက်ဆိုရပြီလို့ဥပါသူယူဆလိုက်တယ်။ဒါကြောင့်တန်တော့တန်လက်တူပြီးတန်တော့အဲ့ဒီကဲကိုဘေးကတော့ရလေးဆိုမေးစမ်းကွာ။ဟုတ်ကဲ့ကိုကြီး။တန်တော့အသာထပြီးတော့တဖက်ကဝိုင်းစီကိုလှမ်းသွားတယ်။ဒီကကိုယုတ်ကျုပ်တခုတော့မင်းလို့ရမလားဗျ။အော်ဘသူလဲမသိဘူး။ညောင်နာနာအတန်ဆူးဆူးလူရဲ့ပြန်ဖြေးတန်။သူကအထက်ဘမပြေးကလာတာပါ။ဒီမျိုးကကမှကျုပ်ရဲ့ဘာကြီးတယောက်ဖန်ခံထားရတယ်။ အဲ့ဒါအတွက်လာရောက်တွေ့ဆုံတာခုနကကိုရုပြောတဲ့ထင်မှကက်တင်းဆိုတာကြားမိတော့လေဘယ်ကနေသွားလဲဆိုတာသိချင်လို့ပါကျုံမသွားတယ်လို့မျက်စိလည်းရင်ဒီနားမာရင်ကိုတော့ကြနေပြီတန်တော့ကျိုးတင်ကြောင်းတင်ပြောတယ်ဥပါထူကတန်တော့ရဲ့လှုပ်ဆောင်မှုအတွက်တိမတ်ပြုတ်ပြီးခေါင်းညိနေတယ်သူတို့ကိုတောင်းဆုံးစီရလူတယောက်မတိမတာအ गे ခန့်နေတယ်ဒါကိုဥပါထူကတန်တော့ပါတတိမထားမိဘူးအော်ဗျာဖြစ်မှဖြစ်ရလေဒီလောက်နီးနီးလေးကိုဗျာဟုတ်လားပြောပါဦး ဒီကနေ့ရှေ့ပဲလမ်းတိုင်းသွားပြီးရင်ကားလမ်းမကြီးတတိယနေ့လမ်းညုံပြောပြမှုတွေကိုတန်တော်တေချာမှတ်တယ်လို့ဥပကျူကလည်းလိုက်လံမှတ်သားနေတယ်ခဏကြာတန်တော်ပြန်ရောက်လာတယ်တန်တော်ငွေရှင်းလိုက်တော့သွားရအောင်ဥပထူပြောတော့တန်တော်လည်းကြားတဲ့ငွေရှင်းနေငွေရှင်းပြီးတော့နှစ်ယောက်သားဆိုင်ပြင်းကိုထွက်ကြတယ်သူတို့နှစ်ယောက်ထွက်ပြီးမရှိမနှောက်မှပဲဆိုင်တော့စီရသူကလည်းငွေရှင်းပြီးတော့သူတို့နောက်ပါမလန်းမကန်းကနေလိုက်ပါသွားတော့တယ်ကိုကြီးနောက်ကလူတယောက်လိုက်နေရဲ့ဗျ တန်တော်စကားကြောင့်ဥဖာကျူနောက်ကိုမသိမသာငဲ့ကြည့်တယ်။တန်တော်ပြောသလိုပဲသူတို့နောက်ပန်းစီကနေလူတယောက်မရောမလင်နဲ့လိုက်နေရမြင်မိတယ်။ပုံစံတကလန်အုတ်ထုပ်ကိုငါဆိုင်ဆောင်ထားပြီးအင်းကြီးဖြူဝစ်ဆင်ပြီးတော့ဘောင်းမီရှိကိုတတတရရဝစ်ဆင်ထားတယ်။လက်တစ်ဖက်မှာတော့ကိုအင်းကြီးကိုယူဆရတဲ့ဘောင်းမီနဲ့အရှောင်တူတဲ့အင်းကြီးကိုချိတ်တင်ထားတယ်။သူတို့ရောက်နေတဲ့နေရာကလူသူပြက်လက်ရနေရာတစ်ခုစီကိုရောက်နေတာ။ပလိဘက်ကစုံနောက်တယောက်ပဲတန်တော်။ဟုတ်လားကိုကြီး ကျုပ်တို့ဘာလုပ်မလဲဒီကောင်ငါတို့နောက်ကိုဘာကြောင့်လိုက်နေလဲဆိုတာသိအောင်လုပ်ရမယ်ရှေ့နှမ်းမှာလမ်းကွေးတစ်ခုဖြစ်ဖြစ်လမ်းစုံတစ်ခုဖြစ်ဖြစ်တွေ့တာ ਨੇ ဒီကောင်တံပြန်ကြမယ်ဟုတ်ကဲ့ကိုကြီးနှစ်ယောက်သားခြေလမ်းတွေကိုတုတ်ချီတင်လိုက်တော့နောက်ကစုံတောက်လို့ယူဆရတဲ့သူကလည်းခက်တုတ်တုတ်လှမ်းပြီးတော့လိုက်လာတယ်တိတ်ကြကြမသွားလိုက်ရအောင်သူတို့မျောလင့်ထားတယ်လို့လမ်းစုံတစ်ခုကိုရောက်တော့ဥပထူကတန်တော်ကိုအချက်ပြပြီးတစ်ဖက်ကိုသွားစီပြီးတော့သူကလည်းတန်တော်နဲ့စန့်ကျင်ဘက်လမ်းကိုလှမ်းဝင်နေ နှစ်ယောက်စလုံးအနောက်လူရဲ့မျက်ကွယ်စီကိုရှောက်သွားတဲ့ချိန်ဥပဒူရောတန်တော့ပါနီးစရာတစ်ပင်စီကိုအပြေးကက်လိုက်ကြတယ်။နောက်ကလိုက်လာသူကလမ်းစုံစီကိုရှောက်တော့တစ်ဖက်တည်းကဝင်သွားတဲ့လမ်းနှစ်ဖက်မှာဘဲစီကိုလိုက်ရမှမသိဖြစ်သွားတယ်။သူလိုက်လာတဲ့နှစ်ယောက်စလုံးကမြေခွင်းကကွေနေပြီမို့စိတ်ဝေခွဲမရဖြစ်နေဟန်မင်း။တန်းအောင်တော့ပဲကြာပါလိမ့်မယ်။တစ်ဖက်စီကိုလိုက်ဖို့ဆုံးဖြတ်ပုံရပြီးတန်တော့ဝင်သွားတဲ့ဘက်ကိုလှမ်းဝင်တယ်။အဲ့ဒီသူကတန်တော့ပုံကွယ်နေတဲ့နားအဖြစ်မှာတော့ တန်တော့ကဟိတ်တန်တော့ခုံထွက်ရင်တစ်ဖက်ကသူတဆက်တည်းတိုက်ခိုက်လာတယ်ဒါပေမဲ့တစ်ဖက်ကသူကတရီနဲ့လို့ဖြစ်မနေတန်တော့ရဲ့တိုက်ခိုက်မှုကိုတာယာရှောင်တင်းပြီးလက်ပြန်ရိုက်ချတယ်လက်ပြန်ရိုက်ချက်ကတန်တော့ရဲ့စက်ပိုးကိုဖြောင်းကနေထိပြီးတစ်ဖက်ကငိုက်ကြသွားတယ်ဒီအချိန်ရှိခနေရှောင်းလာတာဥပါတုဥပါတုကတစ်ဖက်ကသူဝေးဝိုက်တဲ့အခြေခံချက်နဲ့ဝင်ရောက်တိုက်ခိုက်တယ်တစ်ဖက်ကသူကလည်းမခေဥပါတုရဲ့ခြေခံချက်ကို ခြေတစ်ဖက်ဆန့်ထုတ်ပြီးတုံ့ပြန်ကားစီးတယ်။ခြေနှစ်ချောင်းကကျက်ဆုံပြီးတယောက်တစ်ဖက်စီကိုပြန်ကြမှာတော့တာနောကရှေကနေခုံဝင်ရောက်လာပြန်တယ်။တာနောတော်ပြီ။ဥပါထူတမ်းမြတ်တော့တာနောတယောက်တန်ကနေပဲ။ဥပါထူကတစ်ဖက်ကသူ့အေးလူလူကြည့်တယ်။ကုလူကစုံတောက်တယောက်ပြီးပြီ။တိုက်ရိုက်ခိုက်ကောင်းသားပဲ။တစ်ဖက်ကသူကစီရင်ညီပြရဲ့သွားရီပေါ်လွင်အောင်ပြုံးပြီး။ဒီကဆရာကြီးတို့လောက်တော့ကျုပ်ကတိုက်ခိုက်ရေးပညာမကောင်းပါဘူး။ဆရာကြီးတို့တိုက်ကွက်တွေကို ကာကွယ်နိုင်နေဆိုတာလည်းဆရာကြီးတို့ကကျုပ်ကိုညှာတာပေးတာကြောင့်ပါပဲစကားပြောဆိုကောင်းတာပဲနမေတိပြစီကျုပ်နမေအိုက်ပြီးထုံးမထုံးမပါဗျာဩကျုပ်တို့စကိုင်းနေမှာနမေကြီးနေရဲ့အိုက်ပြီးထုံးမခုလိုဘကိုးစီမှာ တွေ့ရမယ်လို့ထင်မထားဘူးအိုက်ပြီးထုံးမကရှိတယ်တင်းကဥပါကျူးနဲ့ကိုတန်တော်တို့ရဲ့ညီငယ်စောရမင်းကောင်နောက်ကိုလိုက်ရင်ကျုပ်ဒီအထိရောက်လာတာပါမင်းကောင်ရဲ့တရင်ကိုတော့ဥပါထူးလည်းတီးပြီးသားဖြစ်မှာပေါ့ ပြီးပြီပါပြီ။ဒါနဲ့ဒီရ IP ထုံးမောင်းထုံးမောင်းလို့ခေါ်လေရပါလေ။ဟုတ်ပါပြီ။ဒီရကိုထုံးမောင်းကျုပ်တို့နောက်ကိုလိုက်လာတာဘာအတွက်များလဲ။မင်းကောင်လေခမရကိုဖမ်းဆီးထားပြီးသားမို့လား။ဟုတ်ပါတယ်။မင်းကောင်ကိုဖမ်းဆီးထားပြီးသားပါ။ခုကျုပ်ဥပထူတို့နောက်ကိုလိုက်ဖြစ်တယ်ဆိုတာမင်းကောင်ကိုကယ်ထုတ်ဖို့အတွက်ပါ။ဘလို့ပလိတ်ဘက်တော်သားစုံနောက်တယောက်ကမင်းကောင်လူများပြားတတ်ထားတဲ့တရားခံကိုလူမြောက်စီဖို့ရစကားကိုပြောလာလိုက်မယ်လို့ဥပထူတို့ထင်မှားမိဘူး။ ကျုပ်တို့မင်းကောင်ကဲထုတ်ရလိမ့်မယ်ဥပါတို့မင်းကပလိဘက်ကမဟုတ်ဘူးလားအဘီထွန်းမောင်ဥပါတို့ကမိကုံးပြန်ထုတ်တယ်အဘီထွန်းမောင်ခေါင်းကိုညိမ့်ပြီးကြည်နေနဲ့မျက်နှာထားနေဟုတ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ကျုပ်ကမျိုးချစ်တယောက်ပါမတရားမှုတွေအတမာမှုတွေကိုသဘောမကျလို့သာကျုပ်ဒီအလုပ်ကိုလုပ်နေတာခုမင်းကောင်လူလူမျိုးကြတော့ရှာရှာပါပါလူတယောက်ဖြစ်မြင်မိတယ်သူ့လူလူမျိုးထဲထဲဝင်ဝင်ထိန်းကိုပြီးစေပါမယ်ဆိုရင် အမျိုးဘာသာသာသနာအတွက်တကယ်ကိုထူးကဲသူဖြစ်လာမင်းလို့ထင်မိတယ်။အိုင်ဘီထွန်းမော်ရဲ့စကားကိုနားထောင်ပြီးဥပါထူးအလုံးမင်းစိတ်ချသွားတဲ့ဟန် ဖြစ်သွားတယ်။ကဲထွန်းမော်ငါတို့ဒီအကြောင်းဆိုရင်တော့တေချာတိုင်ပင်မှဖြစ်မယ်။ဒီနေရာကြီးမှာတော့မကောင်းထင်တယ်။ဟုတ်တာပေါ့။ကျုပ်တို့ကောင်းကောင်းမွန်မွန်စကားပြောလို့ရမယ့်နေရာတစ်ခုကိုသွားကြမယ်။သုံးရစလုံးပဏံသိနေပြီ။လက်ရှိနေရာစီကနေစကားပြောလို့အဆင်ပြေနိုင်မယ့်နေရာကိုရှာဖွေကြတယ်။ဒီပြောက်တော်မထိုးနိုင်တော့တဲ့ ညောင်မင်းအောက်စီကိုရွေးချယ်ဝင်ရောက်သွားတော့၃ရောက်စလုံးခုနဆွေးနွေးတိုင်ပင်မှုတွေပြန်ဆွေးနွေးရတယ်ပထမဆုံးဥပါတော်ကမင်းကောင်ဘလို့ရှိရွေးပြီးစီရင်မှုပြုပေးခင်လေးဆိုတာပြောပြတယ်အဘိထုံးမောင်ကတော့မင်းကောင်နဲ့ပတ်သက်တဲ့အမှုကိစ္စတွေဒီရင်ယူခံရနိုင်တဲ့ပြည့်တံတွေကိုရှင်းလင်းပြောပြတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ဆွေးနွေးမှုအားလုံးစီရနေထွက်ပေါ်လာတဲ့အဖြစ်ကမင်းကောင်၃ရောက်တေးချစီစဉ်မှုနဲ့ကဲထုတ်ကြမှာဖြစ်ပြီးကဲထုတ်ပြီးနောက်ပိုင်းမှာလည်း လှုပ်ဆောင်စရာရှိရာတွေကိုလေးယောက်တူပေါင်းစည်းတမ်းမြင်ပြီးလှုပ်ဆောင်ကြဖို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ညကတိတ်ဆိတ်လုံးနေတယ်။မင်းကောင်ကိုဖမ်းဆီးထမ်းရခက်တဲထဲမှာတော့မီးရောင်တွေလင်းပြနေတယ်။အိုက်ဘီထုံးမောင်နဲ့အတူမင်းကောင်ကဲတယ်မှုခက်တဲနားစီကိုရောက်ရှိနေတဲ့ဥပထူးကခက်တဲစီကပလင်တူရဲ့အကြည့်နေကိုတိတ်ဆိတ်ကဲခန့်နေတယ်။ထဲကိုဝင်ပြီးမင်းကောင်ကိုကဲရမယ့်သူကတန်တော့ကျန်တဲ့အိုက်ဘီထုံးမောင်နဲ့ဥပထူးကကြားတစ်ဖက်စီကနေ အရောင်ပြဝင်ရောက်ပြီးကဲတဲရပလိတွေကိုအာယုံနှွဲထားကြမှာသုံးယောက်စလုံးအနေရဝစ်စားတွေဝစ်ဆင်ပြီးမျက်နှာစီမှာလေးမျက်နှာဖုံးတစ်ခုအတင်းဆွထားကြတယ်အချိန်နည်းနည်းကြာတော့ကဲတဲစီကိုလူဝင်ထွက်ကျဲပါသွားတယ်ကိုတန်တော့ဒါကမင်းကောင်ချုံနောင်ထားတဲ့တော့ရီစီကနေလူမြောင်လောက်ရမယ့်တော့ပဲအားလုံးဒီတစ်ချောင်းနဲ့ဖွင့်လို့ရလိမ့်မယ်တန်တော့အပီထုံးမောင်ပေးလာတဲ့တစ်ချောင်းနဲ့တော့တော့ရန်ကိုကြည့်ပြီးအမြင်ဆန်းအကြမ်းဆန်းလို့ဖြစ်နေပြီး တေချာလှည့်ပဲ့ကြည့်တယ်။ဥပတော်ကအိုက်ပီထုံးမောင်ကိုကြည့်ပြီးဒီတော့ကမာစတာကီးဆိုရလား။အမှန်ပဲဥပတော်ကြားဘူးနေရတော့ကြားပြီ။ခုမှမြင်ဘူးတယ်။ဒီတော့ကိုဖောက်တွင်းဝိဆာတယောက်စီအပ်ပြီးတော့တေချာလှုပ်ထားတာ။စိတ်ဝင်စားစရာကောင်းသားပဲ။ကဲဥပတော်အချိန်ကြပြီ။စလိုက်ကြစို့။အိုက်ပီထုံးမောင်ပြောလာတယ်။တော့စလုံးကိုစီလှုပ်စရာရှိရာကိုလှုပ်ဆောင်မှုပြင်ဆင်လိုက်ကြတယ်။တန်တော့တင့်ပြဲထားငါတို့တော့ဝင်ပြီ။ဥပတော်ပြောပြတာနဲ့ ညနေပုံးစုပြီးဝုံးဝယ်နေရစီရနေလေကနေပြေးထွက်တယ်။အိုက်ဘီထုံးမောင်လေးညနေပုံးစုပြီးထက်တူပြေးထွက်တယ်။သူတို့နှစ်ယောက်ခက်တဲရဲ့မျက်နှာစာစီကိုလင်းမြန်ပြေးလာပြီးအဆောက်မျိုးကိုကောက်ယူလာရဲ့ခဲလုံးတွေနဲ့ပြစ်ပြီးတော့တို့ရစီကိုမျှခေါ်ပြေးတယ်။ပလေတွေရရိုးရိုးတဲတဲဖြစ်ကြတယ်။ဦးလေးခမရတစ်ဖက်ကိုပြေး၊ကျုပ်ကတစ်ဖက်ကိုပြေးမယ်။နှစ်ယောက်သားလမ်းခွဲပြီးတော့ပြေးကြတယ်။ပလေတွေကတနက်တွေနဲ့လိုက်ကြတယ်။ဒီအချိန်အသင်းဆောင်နေတဲ့တန်တော့ကလူရစီကနေပုံးွယ်ပြေးပြီး ဖက်တဲတဲ့ဝင်နေထဲစီမှာရှိရဲ့ပလိတယောက်စာနှစ်ယောက်စာကိုတန်တော့လှင်းလင်းမြန်မြန်ပဲတိုက်ခိုက်တယ်တန်တော့ရဲ့တန်မာမှုကျွမ်းကျင်မှုတို့ကြောင့်ပလိတွေတယောက်စုတယောက်တစ်ချက်စုတစ်ချက်တိတိတတ်တာလဲကြကုန်တယ်မင်းကောင်ချုပ်နှံထားရခန့်ဖက်တဲရဲ့အနောက်ဖက်ဆုံးမှာရှိနေတယ်တန်တော့လည်းအချိန်မဆိုင်မဲအိုက်ပီထုံးမောင်ပြောထားတဲ့အနောက်ဖက်ခန်းစီကိုပြေးထွက်ခဲ့တယ်နောက်ဖက်ခန်းစီကိုရောက်တော့မင်းကောင်ခွေအိတ်နေရာတွေ့ရတယ်ဒီအကိုက်ပြင်ပစီကတနက်ပြေခတ်တန်တွေထွက်ပေါ်လာတာ တန်တော်ကြားလိုက်ရတယ်။ချိန်မရှိတော့ဘူးဆိုတာတန်တော်သိလိုက်တာမို့သခန်းတန်တန်ကိုထုတ်ရိုက်ပြီးမင်းကောင်တန်တော်အတန်ပြီးတော့မင်းကောင်လှုပ်ရှားလာတယ်။အားရင်ကြည့်နေနေဟမ်းမင်းတန်တော်လေးအိုက်ပီထုံးမော်ကြီးရရတဲ့တုံနဲ့ချုပ်ကန်းတကားတော့ကလောက်ကိုဖြွင့်လိုက်တယ်။သိအားမစမ်းလိုက်ရပဲဖြွင့်လို့ရခဲ့ပြီးမင်းကောင်ရှိရအပြေးလှမ်းပြီးတော့ထုတ်တယ်။မင်းကောင်ဘသူလဲငါတန်တော်မင်းကိုလာခဲ့တာမင်းကောင်တန်ခက်ရဲ့ရဲ့တန်တော်ကမင်းကောင်တုံနောက်ထားတဲ့ တန်ကျိုးတော့တွေကိုလိုက်လံပြီးတော့ဖွင့်ပြုတ်တယ်။မင်းကောင်ဆွဲထူတော့ပျောက်ခွေညှိညူပြီးလိုက်ပါလာတယ်။ဒီအခြေအနေကိုမြင်ပြီးမင်းကောင်လမ်းမလျှောက်နိုင်ဘူးဆိုတာတန်တော့သိသွားတယ်။ငါမင်းကိုထမ်းခေါ်မယ်မင်းကောင်။တန်တော့ပြောပြောဆိုဆိုပဲမင်းကောင်ကိုထမ်းပါတယ်။ပြီးတော့အချိန်ဆိုင်ထားလို့မရပြီမို့ချုပ်ခန်းထဲကနေလင်းမြန်ဆုံးပြေးထွက်ခဲ့တယ်။ပြင်ပစီမှာတော့ဥပဒုနဲ့အိုက်ပီချုံးမောင်တို့ပလေးတွေအလုရှုပ်အာယုံမြောင်းမိမျိုးမျိုးနဲ့လှုပ်ဆောင်နေကြတယ်။ လိတ်တွေကသူတို့တနက်တွေနဲ့လိုင်လံပြည့်ခန့်နေကြတယ်။ကက်တဲတစ်ခုလုံးတနက်တန်တွေစီညံနေပြီးရှိရှိသမျှပလင့်တွေကျူးကျော်လာသူနှစ်ယောက်ကိုအသေးဖန်းအရှင်ဖန်းဖန်းစည်းနိုင်မှုကြိုးစားနေကြတယ်။ဒါကမင်းကောင်ကဲထုတ်လာတဲ့တန်တော်အတွက်ကတော့ခွင်ရီကောင်တည့်ရပဲ။ကက်တဲတွေကနေလွတ်လွတ်ကင်းကင်းနဲ့တန်တော်ထွက်ခွာလာနိုင်ခဲ့ပြီးပလိတ်တွေမရှိရနေရာစီကနေပြင်ပစီကိုဘေးကင်းကင်းနဲ့ထွက်ခွာနိုင်ခဲ့ပြီ။ပြင်ကိုလျှောက်တော့လုံကြုံရနေရာတစ်ခုအထိ တန်တော်ဆက်ပြေးခဲ့တယ်။မင်းကပခုံးထက်မှာတတိယတစ်ချက်မရတစ်ချက်နဲ့တော်ဝေးဝေးနေရာတီတန်တော်ဆက်ပြေးခဲ့တယ်။လုံချုံရနေရာကိုရောက်ပြီဆိုတော့တန်တော်ခဏရက်တန်ပြီးမိကြီးတခုထုတ်ပြီးတော့ကောင်းကင်စီထိုးပြီးပြစ်ဖောက်လို့ဥပထုံနဲ့အိုက်ပီထုံးမောင်တို့အချက်ပေးလိုက်တယ်။နောက်တော့သုံးယောက်သားချင်းစုထားရနေရာစီကိုဆက်ပြီးပြေးထွက်လာခဲ့တော့တယ်။ကောင်းကင်စီကမိကြီးအချက်ပြတန်ကိုကြားမိတာနဲ့ကတဲ့ထဲမှာပလေးတွေကိုပြင်းနွားရှောင်တင်းရင်းရှိနေခဲ့တဲ့ အပီထုံးမောင်နဲ့ဥပါသူတို့ကိုစီကိုကြီးရောက်နေတဲ့နေရာစီကနေပြင်စီကိုဖောက်ထွက်ပြေးကြတယ်။မြောက်စလုံးကကိုကံပညာရက်ကိုကျွမ်းကျင်ကောင်းမှုသူတွေမှုခက်ခဲမရှိ ထွက်နိုင်ခဲ့တယ်။ဂတဲ့ရဲ့အထဲမှာတော့ပလေးချိုကျန်ရစ်ပြီးသူတို့နှစ်ယောက်ကိုတနက်တွင်နဲ့လိုက်လံပြစ်ခတ်ကြသေးရဲ့။ဒီအချိန်ပလေးချိုကတော့မြေးစီမှာဂတဲ့ရဲ့နေရာတချို့လိုစီမှာဥပါသူနဲ့အပီထုံးမောင်တို့ရဲ့ခဲလုံးတွေနဲ့တိုက်ခိုက်ခဲ့တဲ့တန်းကြောင့်လဲကျနေတော့တယ်။ပြည်သူများရှင် ဒီနေ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။